ဂျပန်စကားကိုတည်တန့်တင်တာမျိုးမရှိဘဲအနီမီအသံအတိုင်းတတိယရေပြောနိုင်တဲ့14နှစ်အရွယ်သမီးလေးပြည်သူများရှင့် Global Media News Page ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်လို့ချုပ်ဆိုပါရရှင်။ဂျပန်အနီမီကတော့ကဘာကျော်ရဲ့အထီးကိုအောင်မြင်တဲ့ဇက်ကောင်တွေဖြစ်ပြီးတော့လူငယ်ရီကြားမှာလည်းတော်တော်လေးကိုချိန်နေတတ်ကြပါတယ်။မြန်မာနိုင်ငံကလူငယ်ရီကြားမှာဆိုရင်လည်းသဘောကျရုံတည်းမဟုတ်ဘဲနဲ့ဆွဲလန်းတဲ့အထီးကိုချိန်နေတတ်ကြတာဖြစ်ပါတယ်။ဒါအပြင်တချို့လူငယ်ရီအတွက်ကတော့အနီမီရေးဆွဲတဲ့သူဖြစ်လာရမယ်လို့အိမ်မက်မှတ်တတ်ကြပါတယ်။ ဒါပေမဲ့၁၄နှစ်အရွယ်ဖြစ်တဲ့သမီးလေးလာမင်းဝတ်တုံကတော့အနီမီရီရဲ့အသံအတိုင်းပြောရတာကိုဝါသနာပါတာဖြစ်ပါတယ်။အနီမီနောက်ခံစကားပြောတဲ့သူတယောက်ဖြစ်ချင်တာဖြစ်ပါတယ်။လာမင်းဝတ်တုံကအသက်၁၄နှစ်အရွယ်သာရှိသေးတာဖြစ်ပြီးတော့ ရှစ်တန်းပညာကိုသင်ကြားနေတာဖြစ်ပါတယ်။သင်ကြားတင်သားခြင်းလို့တစ်ဖက်မှာလည်းဝါသနာအတိုင်းဂျပန်အနီမီအတန်တုပြောတာကိုလည်းလေ့ကျင့်နေကြတာဖြစ်ပါတယ်။အခုဆိုရင်သမီးလေးကအနီမီဇက်ကားရီမှာပါတဲ့ဇက်ကောင်တစ်ခုချင်းစီရဲ့အတန်တိုင်းတတိယရဲထူအောင်ပြောတတ်လို့နေပါပြီ။အတန်တတိယရဲဖြစ်နေတာကြောင့်တချို့တွေကလည်းအံ့အားသင်ကြပါတယ်။သမီးလေးကအနီမီတွေရဲ့အတန်တိုင်းလိုက်တူပြီးတော့တစ်တော့ပေါ်မှာပြပြလေးရှိတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲတစ်တော့အုံဆွဲသူတွေကြားထဲမှာနာမည်ကြီးလာခဲ့တာဖြစ်ပါ Sorry. ဂျပန်စကားကိုပြပြတသပြောတတ်တဲ့အပြင်တကယ်အစ်စ်အတိုင်းအတန်နေအတန်ထားအစတူနေတာပါအခုလိုပြောနိုင်နေဆိုတာအနီမီတွေအပေါ်မှာဆွဲလန်းတဲ့စိတ်တစ်ခုရဲ့အကြောင်းပြောနိုင်တာဖြစ်ပါတယ်သမီးလေးရောဂျပန်စာကိုလည်းတစ်ခါမှမလိလာဘူးသလိုသင်တန်းလည်းမတက်ပါဘူးအနီမီစကားတွေကြည့်ရင်သာအခုလိုပြောတတ်နေကြတာဖြစ်ပါတယ်ဝါသနာကြီးလို့နာကြောင့်ဂျပန်စကားကိုအလိုလိုတတ်နေရတာလို့ဆိုရမှာပါဒါတင်မကသေးပဲအခုဆိုရင်ဇက်ကောင်၁၀မျိုးကျော်ရဲ့အတန်တွေကိုလိုက်ပြောနိုင်တဲ့အပြင်တစ်ခုနဲ့တစ်ခု ခုမတူအောင်ကွဲပြားအောင်ပြောတတ်နေပြီဖြစ်ပါတယ်။ သမီးလေးလာမင်းဝတ်တုံရဲ့အိမ်မက်ကတော့ enemy နောက်ခံစကားပြောနိုင်ဖို့ဖြစ်ပါတယ်။ဒါအပြင် enemy ဇက်ကောင်တို့ရဲ့ပုံကိုဆွဲရတာလဲဝါသနာပါပါတယ်။အိမ်မှာရှိတဲ့အယောင်စုံခဲတံလေးတွေနဲ့ပဲဇက်ကောင်တို့ခုရဲ့ပုံပေါ်အောင်ဖန်တီးနေတာပါ။ enemy အယုတ်လေးတွေကိုလိုချင်ပေမဲ့ဈေးကြီးလို့နာကြောင့်ဝယ်မစုနိုင်ပါဘူး။ဒါကြောင့်မို့လာမင်းဝတ်တုံကဂျုံလေးဝယ်ပြီးတော့သူကိုယ်တိုင်အယုတ်ဖြစ်လာအောင်ဖန်တီးတာဖြစ်ပါတယ်။ဂျုံလေးတွေနဲ့ဇက်ကောင်တို့ခုချင်းစီကိုဖန်တီးပြီးတော့တင်းဆဲထားတာဖြစ်ပါတယ်။ enemy ဇက်ကောင်နဲ့ပတ်သက်ရင် ်အရာရာအလိုလျောက်လှုပ်တတ်တာကသမီးလေးရဲ့အားသာချက်ဖြစ်နေတာပါမိသားစုကချမ်းသာသူတွေမဟုတ်တာကြောင့်မပံ့ပိုးပေးနိုင်တဲ့အပေါ်မှာလည်းဝမ်းနည်းမနေဘဲနဲ့ရှိရနဲ့ဖြစ်အောင်လှုပ်တတ်တဲ့အကျင့်တွေပိုင်ဆိုင်ထားတာဖြစ်ပါတယ်ဒါအပြင် သမီးလေးကသူကိုယ်တိုင်စိတ်ဝင်စားနေကိုလေးလာနေတာဖြစ်ပါတယ်ဒါကြောင့်မို့ enemy စက်ကောင်တစ်ခုချင်းစီကိုတည်တည်ချာချာလေးသိနေတာဖြစ်ပါတယ်လူအများကတော့ဂျပန်စကားကိုသိသက်မသင်ထားပဲပြောတတ်နေတဲ့အပေါ်မှာချီးကျူးနေကြတာဖြစ်ပါတယ် ပါရမီပါရာကြောင့်အခုလိုပြောနိုင်တာဆိုပြီးတော့ချီးကျူးနေကြသလိုတချို့ကလည်း enemy ယူသွတ်တဲ့ဂျပန်လူမျိုးများဝင်စားသလားဆိုပြီးတော့ထင်နေကြတာဖြစ်ပါတယ်။လက်ရှိမှာအင်္ဂလိပ်စကားကိုသာသိချပြောတတ်တာဖြစ်ပြီးတော့ဂျပန်ဘာသာစကားကိုအသေးစိတ်ပြောတတ်အောင်လေ့လာနေပါတယ်။အသက်၁၄နှစ်သာရှိသေးပေမဲ့ ဂျပန်အနီမီရဲ့အသံအတိုင်းတထေရရဲပြောတတ်နေတဲ့သမီးလေးရချီးကျူးစရာကောင်းတယ်လို့ထင်လားကွန်မန့်လေးထဲမှာပြပြပေးပါအောင်ဗီဒီယိုလေးအဆုံးနည်းလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရည်တင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့အဆုံးတွေ့ကြပါရစေရှင်